အနေနဲ့ပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးဆောင်တစ်ခုလည်းမဟုတ်ဘူးဗျာလူငယ်တော်တော်များများဒီရန်ဆုတ်ခွာသွားကြတယ်အဲ့လိုဆုတ်ခွာသွားရအောင်ဟိုတိုင်းပြည်ကအလုံးစုံပြည့်စည်နေတာမျိုးလည်းမဟုတ်ဘူးကျွန်တော်တော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ် တိုင်းပြည်ရဲ့ရွေးတစ်ခုကိုတွားနေတာကတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီဒီရွေးကောက်ပွဲကိုတကဘာလုံးကစိတ်ဝင်စားနေတာရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတုရောအဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ပြန်ကြဆိုတော့မဟုတ်ဘူးကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူးလူကိုလည်းမကြည့်ဘူးတကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်ပါ အင်္ဂါဆီယံဝတရားအမြင်နဲ့ပြောရမယ်ဆိုရင်မင်းတို့ရည်ရချက်တွေမှားနေပြီကြည်သူကလည်းရွေးကောက်ပွဲကိုသိစေခြင်းနေတာပါဆရာအကျွန်တော်ခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတုအယောင်ဆိုအတုအယောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြိုင်မှာမဟုတ်လို့လဲကရက်ကရက်